ဒီနေ့မှာတော့တီရာဟာသူ့အလေးစရာပြောင်းကိုဝေမနဲ့တိုက်ရင်နဲ့တေဆုံသွားခဲ့တာကိုအဖေဖြစ်သူအားပြောပြနေခဲ့တယ်ဗျဆရာထုကလည်းသမီးဖြစ်သူရဲ့ပြောစကားကသူအာယုံရထားတဲ့ပုံရိပ်နဲ့တထက်တဲကြနေတာကြောင့်စိတ်မကောင်းအတော်ဖြစ်နေခဲ့ပါတယ်ပြီးတော့သူ့အကိုလိုလူကောင်းကမှတရလားဆိုပြီးဒေါသတအားထွက်နေခဲ့တယ်ဗျဒါမှမဟုတ်ဒီကိုဝေမကိုလွယ်လွယ်နဲ့တတ်လို့မရဘူးဆိုတာဆရာထု သိနေခဲ့ပါတယ် ဆိုတော့အချိန်အခါကောင်းအောင်စောင့်ပြီးဒီကွေမောက်တက်ပြီးတော့သူ့အကိုကြီးအတွက်လက်စားပြန်ချိမယ်လို့ဆရာထုရဲ့စိတ်ထဲဒေတာခေးလိုက်တော့တယ်ဗျဆတ်ထုဆတ်ထုရေဆတ်ထုဟာကိုကြီးမောင်လာဗျာအချိန်နေဘလို့ရှိလဲဆရာဆောင်သားကလိုက်တဲ့ဒေါ်စိန်တို့ရအဲ့ရောင်မှမရှိတော့ဘူးလေဗျတချို့ကမြို့ကိုပြောင်းသွားတယ်တဲ့ တချို့ကလည်းလင်မရဲနှစ်ရက်လောက်ကအထုတ်ပိုက်ပြီးရွာနေထွက်သွားတာတွေ့ရလို့ပြောတယ်ဆရာရဲ့ဒီကွေမချေရဖြောက်ဝိုင်းထင်းတယ်။သွားလဲသူဘလောက်ဝေးဝေးသွားနိုင်မှာလဲ။အာဟုတ်ကဲ့အခုလို့စုံစမ်းပေးရတဲ့ကျေးဇူးပါကိုကြီးမောင်ရဲ့။ထမင်းစားပြီးပြီလား။တခါလဲစားသွားပါလားဗျ။အာမစားတော့ပါဘူးဆရာရဲ့။ကိစ္စလေးရှိသေးလို့ဗျ။တော့လိုက်ပါအောင်မယ်နော်။ကျုပ်သိနေတယ်နော်ကိုကြီးမောင်။ခမရွှေလေကအပြူကြီးနဲ့အကွက်ရွှေ့နေတာမလား။ မဟုတ်ပါဘူးဆရာရေတော့လိုက်ပါအောင်မယ်နော်လူပြိုးကြီးကိုကြီးမောင်တရားဆရာသူပြောလိုက်တဲ့စကားကြောင့်ရှုပ်ကိုရှက်ကန်းနဲ့ထွက်သွားခဲ့တယ်ဗျကိုကြီးမောင်ထွက်သွားတာနဲ့ကဝေမအပေါ်ဒေါသထွက်နေတဲ့ဆရာသူဟာမျက်နှာပြန်လည်တင်းမာလာခဲ့ပါတယ်နင်ဘလောက်ပြေးနိုင်မှာလဲကဝေမရေနင်ပြေးချင်တယ်လို့ပြေးငါမြေလံရှာပြီးလိုက်တက်ပြမယ် နောက်နေ့မနေ့မှာဆရာထုရဲ့တပည့်အရင်အေးမောင်ဆိုတဲ့လူငယ်လေးဆရာထုရဲ့အိမ်ကိုရောက်လာခဲ့ပါတယ်။ဆရာထုဘာကိစ္စရှိလို့လဲဗျ။ဆရာခေါ်ဖို့အရာဆိုတော့အရေးကြီးပုံရတယ်။ကျွန်တော်မလုပ်ပြရမလဲဆရာ။ အေးဟုတ်တယ်အေးမောင်ကြီးငါအကူကိုဆက်နှကျုံကဝေးတကောင်တတ်သွားလို့ကငါအကူအကြောင်းလဲမင်းသိရတာနဲ့အရန်စိတ်ကောင်းတဲ့လူကြီးကွာအဲ့ကဝေးမောင်ကငါလုံးဝမကျေနပ်ဘူးအဲ့ဒါမင်းသူ့ကိုလိုက်ရှာပေးတွေ့ရင်ငါ့ကိုလမ်းအကြောင်းကြားလိုက်ငါလိုက်လာခဲ့မယ်အခုငါ့မှာတခြားကိစ္စတွေရှိနေလို့မင်းကိုအားကိုလိုက်မယ်ကွာစိတ်ချပါဆရာသူကျွန်တော်မရရအောင်လိုက်ရှာပေးပါမယ်ထမင်းချုံးနေတော့ထမင်းလှမ်းပြီးလိုက်ရှာမယ်ဗျာ เอစိတ်ကြမယ်ကွာအေးမောင်ရအဆသအရရခယူဆိုင်ဒီလိုနဲ့အေးမောင်ဟာဆရာထုနဲ့တိုင်ပင်စရာရှိတာတိုင်ပင်ပြီးတဲ့နောက်ပြန်သွားခဲ့ပါတယ်ဒီနေ့မနက်မှာတော့အိမောင်တေကကဝေရှားဘုံတော်ထွက်လာခဲ့ပြီဗျတွေရွာဝင်တွေရွာထွက်ဒေါ်စိန်သွက်ဆိုတဲ့နာမည်နဲ့ပုံစံအသွင်မျိုးပြောပြပြီးလိုက်လံမိ мян နေခဲ့ပါတယ် ။ဒါမှမဟုတ်သူလိုချင်တဲ့အဖြစ်ကိုတော့ဘယ်သူမှမပြောပြနိုင်ခဲ့ကြပါဘူး။အဲ့လိုနဲ့အိမ်မောင်ခီးထွက်လာခဲ့တာတလနာကိုကတ်လာခဲ့ပါပြီ။ပါလာတဲ့ပတ်စံကလည်းအတော်လေးကိုနဲလာခဲ့ပြီဗျ။ညနေပဲရောက်လို့လှဲလန်းတစ်ခုကနေအိမ်မောင်လမ်းလျှောက်နေတော့တစ်ဖက်ရွာကနေဇက်ပွဲလိုထင်ရတဲ့အတန်းတွေကိုသူကြားလိုက်ရပါတယ်။ဒါကြောင့်အိမ်မောင်လည်းပြင်းပြင်းရှိတာနဲ့ဇက်ပွဲဘက်ကိုထွက်လာခဲ့လိုက်တယ်ဗျ။ ပွဲကင်းတဲ့ရောက်တော့မင်းသမီးလိုထင်ရတဲ့မိကလေးကခန္ဓာကိုယ်အစစ်ချိုးလှပစွာကနေတာကိုအေးမောင်မြင်လိုက်ရပါတယ်။သူမရဲ့အလှအပနဲ့ကနေဟန်ကအောက်ကကြည့်ရတဲ့ယောက်ျားသားတွေအဖို့ရင်ဖို့လှိုင်မောစီဟာကောင်းနေခဲ့တာပေါ့ဗျာ။အဲအထက်မှာအေးမောင်တယောက်လည်းအပါအဝင်ဖြစ်သွားခဲ့တယ်ဗျာ။အရင်တော့အေးမောင်ဟာအတုတ်ဆိုင်တစ်ဆိုင်မှာအတုတ်ဝင်စားရင်းနဲ့စင်မောကမိကလေးကိုငေးကြည့်နေခဲ့ပါတယ်။ လှလိုက်တဲ့မိကလေးကွာရေစင်းကားလေးကြာနေတာပဲအိမ်မောင်စိတ်ထဲမှာအဲ့ဒီလိုရေရွတ်နေခဲ့မိတယ်ဗျဘာကောင်တည်ရေကြာနေပြီလားကွာမခုံပုတ်ပြီးလှမ်းပြုတ်လိုက်တဲ့စကားကြောင့်အိမ်မောင်ကြောင်အံ့သွားပါတယ်ဟုတ်တယ်အကိုရာလှကြကတော့ညဘက်လာထွက်တယ်လို့ပဲဒါမျိုးဆိုရင်တော့တသက်လုံးစားကုန်မှာမဟုတ်တော့ဘူးအဲမဟုတ်ပါဘူးချစ်လို့ဝါတော့မှာမဟုတ်ပြောပါတယ် ရှက်မနေပါနဲ့ငါကောင်ရယောက်ျားချင်းပဲကွာမင်းရင်ထဲမှာဘာတွေဖြစ်နေလဲငါသိပါတယ်ငါကဒီဝါကန်သားကွာအဲ့ဒီမင်းကလေးကလည်းဒိုးရောက်มาလာနေတာမကြသေးဘူးလာပိုင်းတော့ပဲရှိအောင်မယ်ထင်တယ်ငါနဲ့နင်းနဲ့ခင်နေကွာမင်းကရောဘယ်ရလဲဒီပွဲကိုဘယ်လိုလုပ်ရောက်လာတာလဲကျုပ်ကမြို့ဝလာတာဗျပဲမြို့လိုက်ဝင်နေတာလိုင်းနဲ့ဇက်ပွဲတန်ကြလို့ဝင်လာကြည့်တာဗျနာမည်ကအေးမောင်လို့ခေါ်ပါတယ်ဟုတ်ပြီဗျာ ကျောင်းနမဲကအောင်တင်းဒီရွာသားဒါဆိုခုအိမ်မင်းကလေးနဲ့မိတ်ဆက်ပေးမယ်ဗျာလာဟာဖြစ်ပါမလားကိုရသူတို့နေရာဇက်စင်အနောက်ကိုရောက်သွားတော့အဆိုပါမင်းကလေးကဆင်းရောက်ဆင်းလာခဲ့တာနဲ့တန်းတွေ့သွားခဲ့ပါတယ်ဟေးကလေးရနင်းလေပြီးသွားပြီလားငါတငယ်ချင်းနဲ့မိတ်ဆက်ပေးမလို့ဟာဟုတ်တယ်ကိုညီမလည်းပြီးသွားပြီဒါနဲ့သူကဘယ်သူလဲကိုမမြင်ဘူးတလို့ပဲနော် ။"""ော်၊ तू ကအေးမအောင်နဲ့ပဲမျိုးလိုက်ဝယ်နေတာလို့ပြောတယ်။အခု तू ကနင်ကနေတာသဘောကျလို့ဆိုလို့ငါကနင်နဲ့မိတ်ဆက်ပေးတာ။ကျေးဇူးတင်ပါတယ်နော်အခု။ညီမလည်းကားတက်တဲ့လောက်နဲ့ကနေရပါ။အငယ်မင်းသမီးရောမဟုတ်ပါဘူး။တွေ့ရတာဝမ်းသာပါတယ်နော်။"ပြပြဆိုဆိုနဲ့ကလျားဆိုတဲ့မိကလေးကအေးမောင်ကိုလက်ကမ်းပြီးလှမ်းမိတ်ဆက်ခဲ့တယ်ဗျ။ ဒီအခါမှာတော့မဆိုရင်မတော်မတန်းဘူးတဲ့အိမ်မော်တရားဒရိမျိုးချရင်ဂရုံကရင်နဲ့မိတ်ဆက်လိုက်ပါတယ်။လှပတဲ့အသားအရင်နဲ့ဖြူသွဲတဲ့လက်ကလေးကို ကိုင်းလိုက်ရတာကြောင့်အိမ်မော်ရဲ့ရင်တွေပြောင်းဆန်ကုန်တော့တယ်ဗျ။သူအစစကားပြောခြင်းမိမဲ့စီခိုလိုပဲအတွေ့အကြုံမရှိတာကြောင့်ဒီအတိုင်းသာရက်ကြည့်နေခဲ့ပါတယ်။အေးကလေးငါတို့သွားတော့မယ်နော်။နောက်မှဆုံကြတာပေါ့။ အရီနာအောင်တင်းကအေးမောင်ကိုသူ့တို့ရွာမှာပဲမြုပ်ဝဲရင်းနဲ့ခဏတန်းနေပါအောင်လို့ဆိုပြီးအေးမောင်ကိုသူ့အိမ်စီခေါ်သွားခဲ့ပါတယ်။အေးမောင်ကလည်းသူ့သဘောကျတဲ့ကောင်မလေးရဲ့ရွာမှာနေရမှာဆိုတော့ဘာမှပြောတော့ပဲလိုက်သွားခဲ့တော့တယ်ဗျ။ဟဲ့အောင်အေးမောင်ကလေးရကိုရေးလာတကားပြောမလား။ငါလိုက်ပို့မယ်လေ။မပြောရပါဘူးကောင်တင်းရဲ့။ဒါပေမဲ့စားတော့ပေးချင်တယ်ဗျ။ခမရပေးပြီမလား။ ဒါပေါ့ရေးလိုက်ပေးပေးမယ်အရင်အောင်တင်ဟာအိမ်မောင်ရေးပေးလိုက်တဲ့စာအုပ်ယူပြီးတော့ကလေးအစီကိုတွားပေးခဲ့ပါတယ်ပြီးတော့တငယ်ချင်းကောင်းပြီးပြီးကလေးကိုအိမ်မောင်ကအသေးကြိုက်နေကြောင်းအခုသူပါးစပ်နဲ့မပြောရဲလို့စားပေးလိုက်တာဖြစ်ကြောင်းပြီးတော့သူကဘလောက်ယူသားကြောင်းအောင်တင်းကဖေးမပြောပေးခဲ့တယ်ဗျ။ကလေးကပုံကိုကြည့်ရတာကလည်းအိမ်မောင်ရဲ့အပေါ်မှာစိတ်ရိုင်းနေပုံရပါတယ်။ ဲဒီနောက်ကလေးကအေးမောင်ကိုညနေကြရင်ရွာထိပ်ကညောင်မေအောက်ကိုလာခဲ့ဖို့အောင်းတင်းနဲ့အမပါခဲ့လိုက်တယ်ဗျညနေရောက်တော့အေးမောင်ဟာသူ့ချစ်ရတဲ့ကောင်မလေးနဲ့တွေ့ရမှာဆိုတော့သပင်ကိုအသေးချပေးလိုက်ပြီးတနခါတပွေးသားနဲ့ရွာထိပ်ကညောင်မင်းကိုထွက်လာခဲ့ပါတယ်သူရောက်သွားတော့ကလေးကညောင်မင်းအောက်မှာကြိုရောက်နေခဲ့ပြီဗျာ အိမ်မောင်ဟာ CKO လို့လူရိုးလူအေးဆိုတော့ကြောက်ကြောက်လန့်လန့်နဲ့ကလေးရအနာဒုက္ကတ်သွားခဲ့ပါတယ်။ကလေးရရောက်နေတာကြားပြီလား။နောက်ကျသွားလို့ဘယ်ဒီကိုပါနော်။အဲမှားသွားပြီလားမသိဘူး။ Sorry လို့လုပ်ပါအကူရဲ။နာညီမရောက်တာလည်းမကြသေးပါဘူး။အိမ်မောင်ဘေးကိုဝင်ထိုင်လိုက်တော့ကလေးရကအိမ်မောင်ကြောင့်အန်းနေမှာဆိုတာနဲ့သူ့လက်ကိုမှီပြီးငိမ့်နေခဲ့ပါတယ်။ အိမ်မောင်ရင်နဲ့ဘုံနေဆိုင်တွေတီးကုန်ကြပြီဗျကိုအိမ်မောင်ကျမကိုတကယ်ချစ်တာနိုင်ကျမလည်းအကိုကိုမြင်မြင်ချင်းချစ်မိသွားခဲ့တာပါအကိုရဲ့ပြောပြောဆိုဆိုနဲ့ကလေးအားကရင်ဝင်ထဲကိုတိုးဝင်နေတာကြောင့်အိမ်မောင်အောက်ဖက်အချမ်းကနေပူးကနေခန်းစားလိုက်ရပါတယ်အဲသေးတွေထွက်ကုန်ပြီတင်တယ်လခွန်းနဲ့ကိုအိမ်မောင်ဒီနားမှာဘယ်သူသေးပါထားလဲမသိဘူးနော် တင်းစုံနန်းနေတယ်လို့ပဲအိမ်မောင်ဘာမှပြန်မပြောနိုင်ပဲကလေးရကိုတင်းတင်းကြပ်ကြပ်သာဖတ်ထားခဲ့ပါတယ်ဟေ့အောင်အိမ်မောင်မင်းဒီမှာဘာလုပ်နေတာလဲဟာဆရာတို့ဆရာဘလို့ရောက်လာလဲကျွန်တော်ကျွန်တော်ချစ်သူနဲ့လာတွေ့နေတာပါဆရာမင်းဒီကောင်မလေးကြောင့်ဘလောက်သိလို့လဲအဲ့တော့ပညာသေးကွာမင်းဒုက္ခရောက်မှာအာယုံရလို့ငါလိုက်လာတာ ဒီမောင်မင်းကလေးမင်းကပညာသည်ဆိုတာငါသိတယ်ငါတပြည့်နဲ့ဝေးဝေးနေပါအဲအချိန်မှာကလျာကအေးမောင်ကိုတစ်ချက်လှမ်းကြည့်လိုက်ပြီးမျက်လုံးနဲ့ညှို့လိုက်တာကြောင့်အေးမောင်အိပ်ပျော်ပြီးတော့လဲချသွားခဲ့ပါတယ်ပြီးတော့တခုခုကိုရေရွတ်လိုက်ပြီးတဲ့နောက်သူ့တပြည့်တရားကြီးနှစ်ကောင်ကိုဆင့်ခေါ်လိုက်ခဲ့ကြအဲဒီနောက်တကောင်ကဆရာထူးစီကိုပြေးလာပြီးတင်းမုံနဲ့ဝင်ရိုက်ခဲ့တယ်ကြ ဒီအချိန်မှာဆရာထူးကလက်ခနဲရှောင်းချလိုက်ပါတယ်။တိုင်ပညာကလည်းတက်မြောက်ထားသူဆိုတော့ဒီလိုရှောင်းလိုက်တာကဆရာထူးအတွက်မခဲရင်လှပါဘူး။အရင်ကတည်းကတောင်ပြေးလာပြီးဆရာထူးကို လိုက်ရိုက်ခဲ့ပါတယ်။ ိုင်းမဆရာထုကမြေထဲဝင်သွားလိုက်မိုးပေါ်ကကျလာလိုက်နေတရေတွေကိုမျက်စိလှဲစားနေခဲ့တယ်ဗျာခဏအကြာမှာတော့ဆရာထုဟာတရေကြီးနှစ်ကောင်စလုံးရဲ့နှရင်းကိုတယောက်တစ်ချက်ပြေးရိုက်ခဲ့ပါတယ်ဆရာထုရဲ့ရိုက်ချက်ပြင်းအကြောင်းတရေကြီးနှစ်ကောင်မြေပေါ်ကျသွားပြီးခဏကြာတော့အမဲရောက်အကုတ်ငွေတွေဖြစ်ခါပြောက်ွယ်သွားခဲ့တော့တယ်ဗျာ ဒီအချိန်မှာကလျားဆိုတဲ့ပညာတွေကအချိန်နဲ့သိမှဟန်မှန်သိတာနဲ့ညောင်မင်းတော့ကိုထွက်သွားခါပြောက်ွယ်သွားခဲ့ပါတော့တယ်။အရင်နောက်ဆရာသူကအိမ်မောင်ရဲ့နှဖူးကိုလက်နဲ့တတ်ပစ်လိုက်တဲ့အခါမှာအိမ်မောင်ပြန်သတိရလာခဲ့တာပါ။အိမ်မောင်တို့ခုခုမေးတော့မယ့်အချိန်မှာဆရာသူကဘာမပြောစီပဲအဲ့နေရာကနေတပေးနေအောင်ထွက်လာခဲ့ပါတယ်။ကန်ကြီးအောင်တင် မင်းတို့ရွာကကလျာဆိုတဲ့မိန်းကလေးကဒီရွာကန်လားကွာဒါမှမဟုတ်တခြားဒေသကပြောင်းလာတာလားရွာကန်တော့မဟုတ်ဘူးဆရာသူပြောင်းလာတာလာပိုင်းလောက်ပဲရှိသေးတယ်အလုံးစုံရှိတလားကျော်နှစ်လားပေါ့ဘာလို့လဲဆရာအေးအကြောင်းရှိတယ်ကွာအဲ့ဒါငါလိုက်ရှာနေတဲ့ဆက်နှစ်ကျိုးကဝေးပဲသူချီရဖြောက်သွားလို့ငါလိုက်ရှာနေတာဖြစ်ရှင်တော့အေးမောင်နဲ့မှသွားကြရတယ်လို့ကွာမဟုတ်တော့ပါဘူးဆရာရယ်ကလျာတကယ်မင်းကလေးပါပဲ ီးတော့ဒေါ်စိန်တို့ကအသက်ကြီးနေပြီလေကလေးကနင်းတို့ထွတ်တို့လေးဗျတော်တော့အိမ်မောငါကမဟုတ်ပါနဲ့ပြောမလားကွာမနေ့ကမင်းမိလဲနေတော့အိတ်ကဝေမနဲ့ငါနဲ့တိုက်ခိုက်သေးတယ်ပြီးတော့ပြန်လာတော့လဲမင်းအင်းကြီးပေါ်မှာသပင်ဖြူတချောင်းတွေ့တယ်အဲ့ဒီသပင်ကိုကြည့်ပြီးအာယုံခံကြည့်တာတကက်ဒေါ်စိန်တွေ့မှာဒေါ်စိန်တွေ့ပဲဆရာသူပြောလိုက်တဲ့စကားကြောင့်အိမ်မောမှိုင်းကျသွားခဲ့ပါတယ်ဒါပေမဲ့ဆရာဖြစ်သူရဲ့စကားဆိုတော့သူမလွန်ဆန်းရဲခဲ့ပါဘူး ိုင်နောက်ဆရာထုကဒီညလုံးမဲ့အစီအစဉ်ကိုအီမောင်ကိုအသေးအချာပြောပြလိုက်ပါတယ်။ညအချိန်ဟာလာပညာဖြစ်တာကြောင့်လာရောင်ကရွာတစ်ခုလုံးကို ထိမ့်ထိမ့်သားနေခဲ့တယ်ဗျ။ည9နာရီအချိန်မှာအီမောင်တရားရွာလေလန်းအတန်းရွာထိတ်ကညောင်မင်းအောက်ကို ထွက်လာခဲ့ပါတယ်။သူစိတ်ထဲမှာကလျာညောင်မင်းအောက်မှာသူ့ကိုစောင့်နေလိမ့်မယ်လို့အီမောင်တွေးထားခဲ့တာပါ။ ဒီလိုနဲ့သူညောင်မင်းအောက်ကို ရောက်လာခဲ့တယ်ဗျ။အောက်ရောက်တော့တိတော်တခုပေါ်မှာ ထိုင်ပြီးကလေးရအလာကိုစောင့်နေခဲ့ပါတယ်။သူထိုင်နေပြီးခဏကြာတော့ညောင်မင်းဘော်ကနေလေးနာတကောင်အောင်းနေတာကိုသူကြားလိုက်ရတယ်ဗျ။ဒါမှမဟုတ်အေးမောင်ကတော့ဘာမှအထွေထူးတွေးမနေခဲ့ပါဘူး။ကိုအေးမောင်စောင့်နေရကြပြီလား။အေးစောင့်နေတာကြပြီ။တွေးကြပြီပေါ့ကဝေးမရဲ့။ တေဖို့သာပြင်တာအီမောင်ကနေဆရာထူအဖြစ်ကိုပြောင်းလဲသွားတာကြောင့်ကလေးရလဲရုပ်တရက်အံ့ဩသွားခဲ့ပါတယ်အဲအချင်းဆရာထူကမြေကြီးကိုလက်ဝါးနဲ့ရိုက်ချလိုက်တာကြောင့်မြေကြီးကွက်အပ်သွားပြီးမြင်းလုံးနဲ့ဆွမ်းအားကြောင့်ကလေးရတော့နောက်ပြန်လဲကြသွားခဲ့ပါတယ် ီအခါမှာကိုဝေမဟာဒေါသထွက်သွားပြီးကလျာအဖြစ်ကနေဒေါစိန်တို့အဖြစ်ကိုအသွင်ပြောင်းသွားခဲ့တယ်တဲ့ဒီအချိန်တနေရာကနေချောင်းကြည့်နေတဲ့အိမ်မှာအဖြစ်မှန်ကိုသိသွားခဲ့ပါတယ်ဟဲ့နင်ရဘူးလေဘာလို့ငါ့ကိုလာတိုက်တာလဲနင်မသိချင်ဒီကနေထွက်သွားခမရကလူတယောက်ကိုတတ်ပြီးတော့ဒီလိုပဲမေ့သွားတာလား ခမားတတ်ခဲ့တဲ့ဆရာပြောင်ကကြုတ်အကိုကြီးပဲဒီနေ့ခမားကိုကြုတ်ရအောင်တတ်ပြမယ်။အော်နင်ကငပြောင်ရဲ့ညီကိုကြည်ရတယ်လေ။နင်အကိုနောက်လိုက်သွားဖို့သာပြင်လား။ပြောပြီးတာနဲ့ဒေါ်စိတ်ကသူ့တပြည့်မွေးကြီးနေကြီးတဲ့ကနေပေါ်ထုတ်လိုက်ပါဆရာထုကလည်းဒီအကွက်တွေကိုကြိုသိနေတော့သူ့နှစ်ခုပေါ်လက်သေးဆုပ်လိုက်ပြီးတစ်ခုခုကိုလန့်ခုံလိုက်ပြီ ခဏချင်းမှာပဲငွေကြီးတဲ့အရွယ်အစားကြီးတဲ့မွေပါတကောင်ကဆရာထုရဲ့အရှိကိုရောက်လာခဲ့ပါတယ်။ပြီးတော့ကိုဝေမရဲ့ငွေကြီးကိုပြေကန်တော့တယ်။မွေပါကလည်းငွေဆိုတာကသူ့ငယ်တိုင်းဆိုတော့အသက်ကုန်ဖိကန်တော့ပါတယ်။ခဏကြာတော့ငွေကြီးဟာမွေပါကိုက်တဲ့ထန်းကြောင့်ပြစ်လဲကြသွားပြီးပြက်ွယ်သွားခဲ့တော့တယ်ဗျာ။ ခြေအနေကိုမြင်လိုက်ရတဲ့ကဝေမကတူတောင်ဝေးကိုထုတ်လိုက်ပြီးအရွယ်အစားကြည့်လိုက်ခါဆရာထုကိုနိုင်ရိုက်ခဲ့ပါတယ်။ဒါမှဆရာထုကလေးရဲ့အမြန်နှုတ်နဲ့ရှောင်းလိုက်ပြီးတောင်ဝေးကိုနင်းချိုလိုက်ခဲ့ပြန်။ အိုင်နောက်မှာတော့ကိုဝေမဟာငမိတ်စာကြီးအဖြစ်အသွင်ပြောင်းပြီးဆရာထုကိုမင်းနဲ့ပုတ်ပါတယ်ဆရာထုကတင်းပြန်သွားနဲ့တိကနဲ့ထွက်ပြေးပြီးမိကိုရှောင်းလိုက်တာတက်ခွေသွားခဲ့တယ် ဟကြီးကဇာတုကြောက်ပြီးထွက်ပြေးသွားပြီးအထင်နဲ့ဂျီမော့ကပတ်ဝန်းကျင်ကိုလိုက်ရှာနေခဲ့ပါအဲအချိန်မှာငှက်ကြီးထက်ကြီးတဲ့မိမုံနဂါးကြီးတကောင်ကောင်းငင်ဘောကနေရောက်လာပြီးတော့ငှက်ကြီးကိုခြေောက်နဲ့ဖမ်းထားတာကမင်းနဲ့ကန့်ဖို့တော့ပါတယ် အောင်ရောက်တော့ဒေါ်စိန်တို့အတွင်ပြောင်းသွားခဲ့တယ်ဗျမိမုန်ငကားကြီးကလည်းဆရာထုအတွင်ပြောင်းသွားခဲ့ပါတယ် ိုင်နောက်ဆရာထုဟာကိုဝေမအခြေအနေမဟန်တော့မှသိတာနဲ့ထိချုပ်ခွာတာကိုအများရွတ်ဆိုပြီးကိုဝေမကိုချုပ်ထားလိုက်တယ်ဗျာ။ မသေးတာနဲ့ပဲတန်တယ်ခွေးမဒါကြောက်ကိုကြီးအတွက်သွေးကြွေးပဲဒီအချိန်မှာပုံနေတဲ့အိမ်မှာဆရာထူးစီကိုထွက်လာခဲ့ပါတယ်ဒေါ်သေးတာပေါ့ဆရာရဲ့မဟုတ်ရင်အလိုဝီလုပ်တယ်ဖြစ်ကုန်တော့မှာရပါတယ်ကွာမင်းချစ်သူကိုတတ်ခဲ့မိတဲ့အတွက်ငါလည်း I'm very so sorry ပါကွာဟုတ်ကဲ့ဒါဆိုကျွန်တော်တို့ let's go တို့အိမ်ပြန်ကြမယ်ဗျာ အဒီနောက်ဆရာထုတို့ဆရာတပည့်နေအောင်တယောက်ကိုတယောက်ဤစကိတွေဝေမျှရင်အဲ့နေရာကနေထွက်လာခဲ့ကြတယ်ဗျာမနက်ရောက်တော့အင်ရှင်အောင်တင့်ကိုကျေးဇူးတင်ကြောင်းစကားပြောဆိုကြပြီးလက်ဆောင်လေးတစ်ခုပေးခဲ့ကဆရာထုတို့ဌာနေကို ပြန်လာခဲ့ကြပါတော့တယ်ဟုတ်ကဲ့ဇာလလေးကောက်ဒီလောက်ပါပဲခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ